မန္တလေးစေယုံကြီးရှိငလျင်ဘေးတက်ပြည်သူတွေကိုငွေကြေးတချို့လူရန်ရင် အပိနှစ်သိမ့်ခဲ့တဲ့အိနာကျော်စင်တို့ဇနီးမောင်နှံပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့အမှုပညာရှင်ဇနီးမောင်နှံဖြစ်တဲ့အကယ်ဒမီပီတီယူနဲ့အကယ်ဒမီအိနာကျော်စင်တို့မိသားစုကမန္တလေးစေယုံကြီးရှိငလျင်ဘေးတက်ပြည်သူတွေကိုငွေကြေးလူရန်ရင်အပိနှစ်သိမ့်စကားပြောခဲ့ပါတယ်မန္တလေးစေယုံကြီးကငလျင်ကြောင့်ထိခိုက်တရာရှိသူလူနာတွေကိုဘလို့နေသေးလဲတက်တာသွားမှာပါအားလုံးအကျဉ်းထားကြပါ fighting မှာနည်းနည်းလောက်ပြောသွားရဲဆိုရင်ပဲကျေနပ်ပါတယ်။စိတ်ကအကြီးကပဲစိတ်ချမ်းသာဖို့ပဲလိုတာပါ။ဇန်နဝါရီမကြာခင်ပြန်ကောင်းသွားမှာပါ။အချိန်လေးပဲနော်။စူတောင်းပေးနေပါတယ်လို့ Academy ပြည်တီဦးကအပိစကားပြောခဲ့ပါတယ်။သူတို့မိသားစုလာရောက်အပိချိန်မှာမင်းသားပြည်တီဦးကိုလူနာရှင်ရဲ့မိခင်ကဖန်တန်းခဲ့ပြီးပြောနေကြပါတယ်။သမီးလေးပြည်သူတို့ကလည်းစေယုံကြီးရှိပရိသတ်တွေတွေ့ဖက်အမတ်တရားပုံတွေလည်းရိုက်ခဲ့ကြပါတယ်။မန္တလေးစေယုံကြီးနဲ့အမရပူရမျိုးတွေကလူနာတွေကို ကျက်နှစ်သိန်းလုံးနဲ့ပေးအပ်လှူဒန်းခဲ့ကြပါတယ်။အမြန်ဆုံးပျောက်သွားမှာပါ၊စုရီလည်းတောင်းပေးမှာပါ၊တတ်တာသွားမှာပါလို့အိနာကျော်စင်ကပြိသက်တွေကိုနှစ်သိန်းပေးခဲ့ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ဧပြီ10ရက်မှာကျင်းပမယ်ဆိုင်ဆိုင် live in yangon buddy show ပွဲကိုရက်ဆိုင်လိုက်တဲ့ဆိုင်ဆိုင်ခန့်လိုင်းအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒီတာလန်ကျောင်းပေါ်မှာနှကန်းနီမာလေးတွေအပြင်ကြီးကြီးငယ်ငယ်မမတွေစိုက်နှစ်သက်အားပေးခဲ့ကြတဲ့အစူရောတရုတ်ဆောင် academy ဆိုင်ဆိုင်ခန့်လိုင်းရဲ့ april 10ရက်မှာကျင်းပမယ် စိုင်းစိုင်း live in Yangon birthday show ဘက်ကိုရက်ဆိုင်လိုက်တယ်လို့ပြောလာပါဗျ။ April 10ရက်ကျွန်တော်မွေးနေ့မှာကျင်းပမယ်။စိုင်းစိုင်း live in Yangon ကိုရက်ဆိုင်ထားပြီးဖြစ်ပါသောကြောင့်လက်မှတ်ဝယ်ယူထားသူပရိသတ်များအနေနဲ့မိမိဝယ်ယူထားတဲ့ page တို့ဆက်သွယ်ယူ refund ပြန်ထုတ်နိုင်ပါတယ်။အားလုံးအမြန်ဆုံးအဆင်ပြေကြပါစေလို့အစိုးရစိုင်းစိုင်းခန့် line ကဖွင့်ဟာလာပါဗျ။သူက၄နှစ်တာရက်ဆိုင်ထားတဲ့ birthday show ကိုပြီးခဲ့တဲ့2024ခုနှစ်မှာပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။ယခု2025ခုနှစ် April 10ရက်မှာကျင်းပမယ်။ ရန်ကုန်ကဗတ်တီးရှိုးပွဲကိုငလျင်ပေးတဲ့ကာလဖြစ်တဲ့အတွက်ရက်ဆိုင်လိုက်တာလည်းဖြစ်ပါတယ်။ဆန်းဆန်းခန့်လိုင်ဟာငလျင်ပေးတဲ့ပြည်သူတွေကိုကိုရိုင်းသွားရောက်ပြီးတော့ရေသန့်တွေနဲ့ငွေကြေးတချို့ကိုသွားရောက်လိုရန်ခဲ့တာလည်းရှိပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တဘာဝတရားကြောင့်တပြေးညီဖြစ်သွားကြပြီးမယ်။တယောက်နဲ့တယောက်ထူရင်ကူရင်နဲ့အကောင်းဆုံးပြန်လဲတိဆောက်ကြမယ်ဆိုတဲ့တော်တော်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒါဘဝမှာပေါ့နော်။ကုကုကိုပြောင်းလဲသလိုပေါ့နော်။လူရိုင်းဟာဒါတဘာဝတရားကြီးကပြီးလိုက်တဲ့တရားသဘောတွေပဲပေါ့နော်။ လူတွေအလွာဟာတင်းနဲ့နေနေတိုင်းနေနေနေဘလောက်ကောင်းတဲ့ကွန်ဒိုကြီးတင်းဘလောက်တန်ကြီးကိုမှပဲဖြစ်ဖြစ်ပေါ့နော်အားလုံးဟာတစ်ချိန်မှကြရင်တပြေးတည်းဖြစ်သွားတယ်တဒန်းနဲ့ဖြစ်သွားတယ်ဆိုတဲ့ဒါသင်ခန်းစာလေးတစ်ခုကိုတော့တော်တော်ရရလိုက်တယ်ပေါ့နော်အဲဒီတော့ဘာပဲဖြစ်ဖြစ်ပါဘဝဆိုတာပြန်ပြီးတော့ရှင်သန်လို့ရတယ်ရုန်းကန်လို့ရတယ်အဲတော့တည်သွားတဲ့သူတွေပါသွားတဲ့သူတွေအတွက်ကိုကုသိုလ်ဒါနတွေပြုပြီးတော့ရှင်သန်သူတွေကအကောင်းဆုံးရည်တည်ပေးပါကိုမိသားစုမပါဘူးဆိုပြီးမယ်ကိုရဲ့မိတ်ဆွေတွေပါတယ် အများကြီးမိတ်ဆွေတွေလည်းအားတင်ထားပါတယောက်ကိုတယောက်ထူးရင်းကိုရင်းနဲ့ပဲအကောင်းဆုံးပြင်ပြီးတော့တည်ဆောက်ကြမယ်လို့ပြောချင်ပါတယ်ဆိုပြီးစိုးစံ event protection ကတော်တော်ကအပိစကပြောထားပါတယ်